မင်္ဂလာပါ football preview channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ training နေ့နေပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ပွဲစဉ်တွေတော်တော်များများရှိသေးတယ်အဲ့တော့ဒီနေ့ကစားတော့ဖို့ရှိတဲ့ပွဲစဉ်တွေကနေပြီးတော့မှကဘာဗလားခြေစပွဲစဉ်ယောဘဆုံတပွဲကိုချုပ်တင်ပြီးတော့သုံးသပ်ပေးမှာပေါ့နော်အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေသုံးသပ်ချက်တွေတစ်ပြီးတော့တခြားသောမောင်းတွဲတွေပေါ့နော်ဒါတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel မှာတင်ပေးရဲအဲ့တော့ Viber channel link ကို Telegram channel link ကိုဒီဗီဒီယိုအောက်က comment မှာ pin comment နဲ့ထောက်ပေးရအောင်နော်ဝင်ပြီးတော့ join ထားနိုင်နေပေါ့အဲ့တော့ဒီ ေ့သုံးသပ်ပေးမယ့်ပွဲစဉ်အကြတော့ဒီနေ့ည10:00နာရီဘက်မှကစားမယ့် Netherlands နဲ့ Finland တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြင်ချင် Netherlands က2ဂိုးသွင်းပြတ်တရားရှုံးမယ်ပြီးတော့5ပေါင်းအနေနဲ့ဆိုလို့ရှိရင်6ဂိုးသွင်း95ပြတ်ရောက်မယ်ပေါ့နော်အဲ့တော့ဒီ Netherlands ကိုကျွန်တော်ပြင်ချင်လက်ရှိမှာသူတို့ကကဘာဘလားခြေစစ်ပွဲစဉ်တွေရဲ့အုပ်စုတင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော်တော်လေးကို ချားလေးဒီကောင်းနေပါဘောနော်သူတို့ရမတ်စုစုပေါင်း73မှတ်ရတာလေဒါကပြန်မြအနေနဲ့ဆိုလို့ရှင် အမြင့်ဆုံးရမတ်59မှတ်မှာဆိုလို့ရှင်73မှတ်ထိတောင်ရခဲ့ရဆိုတော့နယ်ဇလန်ရဲ့ဖောင်ကလည်းရှိမှတော်တော်လေးကောင်းနေပါဘောနော်ဒါပေမဲ့လို့သူတို့ကစားခဲ့တဲ့အင်ဝင်းနောက်ဆုံးပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင်တော့ပိုလန်နဲ့ကစားခဲ့ပြီးတော့သူတို့တစ်ဖက်တစ်ခုစီတည်ကြခဲ့တယ်ဘောနော်အဲ့တော့ဒီနေ့သူတို့တွေ့ရမယ့်တစ်ဖက်ကဖင်လန်ဘောနော်ဒီနှစ်သင်းရဲ့ပရမကျော်ထိတဲ့တူဆောင်ရဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင်တော့ဒီဖင်လန်ရဲ့အိမ်ခွေမှာကစားခဲ့စဉ်ကနယ်သာလန်2-0နဲ့နိုင်ခဲ့တယ်ဗောနော်အဲ့တော့ဒီဒီချင်းသူတို့ရဲ့အိမ်ခွေမှာလည်းနယ်သာလန်အနေနဲ့ ဒီပြီးခဲ့တဲ့ပထမကြော်တွေ့ဆုံမှုလုံးဝလိုမျိုးပဲဒါဒီနေ့တို့ရဲ့အိမ်ခွေမှာလည်းကိုပြအနိုင်ယူဖို့ကြိုးစားလာနေတယ်ဗောနော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီဘွဲမှာတန်တန်နိုင်ဖို့ဆိုတော့အချမ်းတော်တော်များတယ် အနေနဲ့ကဖင်လန်နဲ့တွေ့ခဲ့တဲ့1950ခုနှစ်လောက်ကနေစပြီးနောက်ပိုင်းမှာဆိုလို့ရှင်ဖင်လန်ကိုသူတို့အတင်းကလုံးဝရှုံးဝဲမရှိအောင်ကစားနိုင်ခဲ့တယ်ဗောနော်နောက်ဆုံးထိတဲ့တွေ့ဆုံရဲ့12ချိန်မှာဆိုလို့ရှင်ဖင်လန်က10ချိန်တိတောင်ရှုံးခဲ့တယ်အဲ့တော့ဒီနေ့တင်းကြားထဲမှာကအရင်ကအနေနဲ့အရင်ကွာနေပြီပြောမှဆိုလို့ရှင်နယ်သာလန်ကဖင်လန်ထက်ဘောလုံးစင်တန်းအများကြီးပိုတာတဲ့အသင်းတင်းဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲမှာလေနယ်သာလန်နိုင်ဖို့ဆိုတော့တော်တော်လေးကိုချက်အများကြီးဗောနော်အဲ့တော့ ဒီ handicap အကြီးအရာကျွန်တော်ပြန်ကြည့်တော့ဒီ netherland က2ဂိုးသွင်းပြတ္တိယာရှုံးမယ်ဗောနော်အဲ့တော့ဒီပွဲမှာ netherland ဘက်ကနေမယ်ဆိုလို့ရှင်3ဂိုးပြတ်သွင်းရမှာဖြစ်တယ်ဗောနော်အဲ့တော့ဒီနှစ်တင်းကြားလေးမှာအရင်ကကကွာဟနေပြီဒီပွဲကလည်း netherland အတွက်လုံးဝဒီနိုင်မှုအတွက်ဆိုလို့ရှင်ချန်တော်တော်လေးကိုများတယ်ပြီးတော့ဒီတစ်ဖက်ကဖင်လန်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်တော့ဖင်လန်ကိုယ်တိုင်ကလည်း သူတို့ကကမ္ဘာဖလားဝင်ဝင်အတွက်ဆိုလို့ရှိရင်မျောလင်းချက်ရှိသေးရယ်ဗောနော်အဲ့တော့ဒီပွဲမှာသူတို့အနေနဲ့ဒီနယ်သာလန်ကိုကိုးပြန်မရှုံးအောင်သူတို့အတင်းကြိုးစားလာမယ်လို့လည်းထင်တယ်ဗောနော်ပြီးတော့နယ်သာလန်ကသူတို့ရဲ့အဝေးကွင်းထက်ဆိုင်အင်ကွင်းမှာကစားတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့ကအရင်အခြေစမ်းမပြနိုင်ခဲ့ဘူးဗောနောက်ဆုံးကစားခဲ့တဲ့အင်ကွင်းပွဲစဉ်မှာဆိုလို့ရှိရင်လည်းပိုလန်နဲ့ဝမ်ဝမ်စီတီကြခဲ့အဲ့တော့ဒီပွဲမှာလည်းဒီနယ်သာလန်ဖင်လန်ကိုနိုင်နိုင်လိမ့်မယ်ဒါပေမဲ့လို့တွင်းကို ဒီဖင်လန်ဘက်ကို3ခုလောက်ထိတော့မရောက်နိုင်ဘူးထင်တယ်ပေါ့နော်1 C 2 C 21လောက်ထိ21လောက်နဲ့နိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်း Netherlands တို့ကအကျိုးရှိရပေါ့နော်အဲ့တော့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်ဖင်လန်အသင်းကိုရွေးချယ်ပြီးချင်တယ်ပေါ့